အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ၏စကိုင်းငလျင်ဆိုင်ရာထုတ်ပြန်ကြေညာချက်ရက်စွဲ2025ခုနှစ်မတ်လ28ရက်2025ခုနှစ်မတ်လ28ရက်နေ့လယ်တနားဝင်းကျင်တွင်စကိုင်းမြို့အနီးတစ်ဝိုက်ကိုဗဟုပြု၍ Richard K 9.8ခန့်ရှိသောအင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည်ငလျင်တန်းကြောင့်မြန်မာနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံများမှအဆောက်အအုံအများအပြားပျို့ကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့ကြသည်နှစ်မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC အနေဖြင့်မြန်မာနိုင်ငံနှင့်အင်းဒီချင်းနိုင်ငံများမှငလျင်တန်ခံစားနေရသောပြည်သူများအတွက်အထူးကြေကွဲဝမ်းနည်းရပါကြောင်းညွှန်ငယ်စွာကြေညာအပ်သည်သုံးငလျင်များ၏သဘောတဘာဝအရာနောက်ဆက်တဲ့ငလျင်များဆက်လက်လုတ်ခတ်လာနိုင်သဖြင့်ပြည်သူများအနေဖြင့်သတိရှိစွာ ကြိုတင်ပစ်စင်မှုများဆောင်ရွက်ထားပါရန်နှင့် ေးအန္တရာယ်ရှိနိုင်သော နေရာများမှယာယီရှောင်ရှားနေထိုင်ကြပါရန် တိုက်တွန်းလို့ဆိုအပ်ပါသည်၄ကုလသမဂ္ဂအာဆီယံနှင့်နိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏အကြမ်းဖက်မှုများအကြားတွင်တဘာဝဗေဒုတ်ကထပ်မံခံစားနေကြရသောမြန်မာနိုင်ငံမှပြည်သူများအတွက်လူသားချင်းစာနာမှုဆိုင်ရာနေဆက်ဖြတ်ကျော်ရေးပေါ်ကူညီကယ်ဆယ်မှုများ cross border emergency humanitarian aids အမြန်ဆုံး ပံမိုးဆောင်ရွက်ပေးပါရန်မြစ်တာအရက်ခံတောင်းဆိုအပ်ပါသည်။ငါထို့အပြင်လွန်မြောက်နယ်မြေဒေသများမှမဟာမိတ်အင်အားစုများအနေဖြင့်ငလျင်တန်သည့်ပြည်သူများ၏ဒုက္ခကိုတဆွမ်းသမျှဝိုင်းဝန်းကူညီကြပါရန်လည်းနှိုးဆော်အပ်ပါသည်။၆အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီအနေဖြင့်ငလျင်တန်ကြောင့်ခိခိုက်ခံစားနေရသောပြည်သူများနှင့်တသားသည့်အတူခံစားပူပန်နေပါကြောင်းလည်းလေးစားစွာအသိပေးကြညာအပ်သည်။ 到兰夜的三遍，牛有牛你就去单兵的搞死。